အားလုံးပဲမင်္ဂလာပါဒီနေ့တက်ဆက်ပေးမှာကတော့ရေရီစာပေနှစ်ပညာမဂ္ဂင်းမှာဖော်ပြခြင်းခင်ခဲ့ရတယ်ဆ ्याम ခင်ခင်သူရဲ့ချစ်ဖွယ်ပေါ်တဲ့ရောသူလူရွာဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါလေရှင်ဒီစာအုပ်ကလေးကိုတင်ဆက်ခွင့်ပေးဖို့ဆ ्याम ခင်ခင်သူကိုလေးစားစွာပန်ကြားအပ်ပါလေရှင်ဝတ္ထုတိုးလေးမစခင် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လဲမေတ္တာရက်ခံပါတယ်နော်ကျမတို့စီလာတဲ့ကား ခံကောကိုရောက်တော့ည၈နာရီကျော်ပြီ။မနက်စောစောနင်းတပြောက်ပြောက်၄နာရီလောက်ကလေးကကျမတို့မိသားစုအမင်္ဂလေးကထလာရတဲ့ခရီး။ခရီးချိန်ကြည့်တော့မင်္ဂလေးနဲ့ခံကောခရီးကို၁၆နာရီလာခဲ့ရတာပါလား။လမ်းမှာကျမရောက်ဘူးခက်စင်းသည့်ပုံညာပုံနံကိုကြော်ခဲ့ရသည်။ရှင်းမြင်းနည်းနှင့်ကျောင်းမြို့ကလေးကိုဖြတ်ခဲ့ရသည်။ဒီခရီးကိုရတော်တော်စောစောကလေးကစီစဉ်ခဲ့ကြခြင်းဖြစ်ပါ၏။ ဆရာမတို့မင်္ဂလေးကိုကျွန်တော်ကားလေးစီးထွက်ထားတယ်။မနက်စောစောထွက်ကြပေါ့။ပကုတ်ကူမှကျွန်တော်တို့စောင့်နေမယ်။ပကုတ်ကူမှမနက်စာစပြီးမှမြိုင်လန်းကတဆင့်ရှင်မချောင်းကိုဖြတ်တော်ပြီးပလဲရင်းမာတိုင်းလန်းကနေဂန်ကိုပို့သွားကြမှာပါ။ပကုတ်ကူကဆရာကြီးဒေါက်တာတက်လွင်ခမကံကောကလေးတမူးဟောပြောဝဲခေးစဉ်အတွက်အဆအဆအရာရာစီစဉ်ရသူဆိုတော့ကျမတို့စီကိုမဆခဏပုံစံတည်ဆရာကြီးဒေါက်တာတက်လွင်ကို ကျမတို့မဆုံးပူးကြပေသည့်ဆရာကြီးကိုအဝေးကပင်ခင်မင်နေကြပြီမကြကနာကုန်းဆက်သဖြင့်အားပင်နားလိုက်ရပါ၏မူလဟာစီစဉ်ကကလေးမျိုးဟောပြောပွဲအတွက်သာစီစဉ်ထားခြင်းဖြစ်သည်ကံကောင်မျိုးကလည်းစီစဉ်ခြင်းကြသည်ဆို၍ကလေးမျိုးစာပြေဟောပြောပွဲနှင်ကပ်ပြီးဆက်ပြေးလိုက်ရသည်တခါတမမျိုးကလည်းစာပြေဟောပြောပွဲကျင်းပဖို့စီစဉ်ကြပြန်တော့ ကလေးမျိုးစပီပွဲအပြီးမှာဟောဖို့တမှုဘပိုင်းရပေးလိုက်ရသည်ဒီတော့ကျမတို့ခီးစင်းကကံကောကလေးတမှုခီးအရာပြမဆောင်ဟောရမည်ကံကောကိုအရင်ဝင်ကြရမည်ကံကောကျမရချင်ခဲ့ဘူးသောမြို့ကလေးမြို့ကလေးလို့သုံးလိုက်ရပေသည့်မြို့ကြီးလားမြို့ကလေးလားသိနေလားတော့မဟုတ်ပါ ပထဝီမှာတင်ခဲ့ရဘူးတလပကုတ်ဖူခရံဤအနောက်မြောက်ဘက်မှာကြာ၍အရှိဘက်ကပုံနော် အနောက်မှာချင်းယုံမာတောင်းကံကုန်မြို့ကချင်းမျိုးရှိရှိမြင်းနေနေကပြုတ်ကလေးဆိုတာကိုမမိလို့သုံးလိုက်ရချင်းပါလွန်ခဲ့သည့်၁၂နှစ်လောက်ကပလင်းသူနေတဲ့ကကင်းအောင်မင်းကြီးစာတီရွာမင်းနိုင်မင်းကိုစာပြီးခေါ်ပြောခွက်ခီးရောက်ခဲ့ပူပါသည်မင်းနိုင်မင်းကဆက်သွားရင်ဘယ်ရောက်နိုင်တလဲလို့ကျမမိဟုခဲ့သည်ကံကုန်ကိုရောက်တဲ့ဆိုကြပါ၏အခုတစ်ခေါက်ခီးကတစ်ခါကကျမမေးခဲ့ပူသည့်ခီးဖြစ်နေသည် ပခုကူကမြန်လန်းကိုဝင်သည်မြန်ကိုမရောက်ခင်ပသိမ်မုံရွာကောင်းလမ်းမှတဆင့်ပလင်းမျိုးကိုဝင်သည် ပလဲကတဆင့်မင်းတိုင်းပင်တီမခံကိုလမ်းကမကောင်းသည့်နေရာကမကောင်းဆိုးသည့်နေရာကဆိုးလို့သာဆိုချင်တော့သည်ကမောင်လူတော်ဖြစ်သားခရီးကတော့မတွင်လှပါခံကောင်းကခရိုင်မျိုးပါအိဗရန်အိဆန်နဲ့စပြူရင်းနဲ့အထဲလုံငန်းတို့ချို့ရှိရဲ့ ပြားရွာကထွက်တဲ့ဂံငေါထယ်တွေကမမဲကြီးပေါ့ကျမတို့နဲ့အတူပါလာတဲ့သတင်းစရာနေဦးမှာပခုကပြောပြသည်တခါကစိတ်ကူးနေမြှောက်ခဲ့ရသောဂံခေါ်မြတ်တရားပရိမင်းကအမှုတန်းတော်မကြီးတဲ့စကဲတမှုတွေကိုမိလောင်လိုက်သွင်းစေအမိန့်ချပြီးမှအမျက်တော်ပြေးလို့တတော်ကလေးရဲ့ကိုပို့စေလို့အမိန့်ပြန်တာကိုဆရာမရဲ့တတော်လေးရဲ့အပါဝင်ဂံခေါ်ဖြစ်လာမဲ့အနောက်ဂံခေါ်ကိုရောက်လာတော့မေတ္တာမြတ်ကိုတွေ့ရတယ် မြတ်သားရဲ့စီဝင်နေတဲ့ဒေါ်ချောင်းတဲချောင်းပလောင်ချောင်းဇာဟောချောင်းတွေကလည်းဒီညမှာပဲဆိုတော့ရေသာမိုးရွာရဲ့ဆိုပြီးရွာတချောင်းချရာကအခန်းခေါ်ဖြစ်လာတာခမညာတမိုင်းနေမှာခန်းခေါ်ပေါ်ပါလာသူတူကကြော့ပြလို့အတန်ဖန်ထားခဲ့ရသည်အထုံနေရအလဲမှာခန်းခေါ်ပင်ကြီးသပင်ရှိခဲ့လို့ခန်းခေါ်ရွာကခန်းခေါ်ဖြစ်လာတာလို့တအူးကဖြစ်သည်တချို့ကရှေ့တုန်းကခန်းခေါ်ရွာတွေပါတဲ့ရှိရာကမြတ္တန်ကမိချောင်းပြောင်းပြီး ။နေရချာစီလို့အချမ်းကွဲသွားကြတယ်လို့လည်းပြောကြတယ်ကြားပြီ။တချို့ကတော့အနောက်ခံကောကိုမင်းရတကြီးမင်းကသူ့ပိုင်ရဲ့လို့တစားပြုတော့ငကိုတကြီးကအရှိပကံပြောင်းပြီးရွာတက်တေးရကအရှိကံကောအနောက်ကံကောဖြစ်တယ်လို့လည်းဖတ်ကူးတယ်။ကံကောတမိုင်းအချမ်းကို ပြောနေကြခြင်းဖြစ်သည်။စရာကြီးထတာတလွင်ကအဆောင်ဆိုင်လင်းဆိုင်တလူရွာသမိုင်းနေသမိုင်းတဒနာအစာနေများပေါ်ထွန်ရာရွာသမိုင်းတွေကိုပြောပြတတ်တယ်။ ခရီးတွေကတမိုင်းပုံကြီးတွေကိုသိခွင့်ရခဲ့ပါ၏လမ်းမှာတော့စမအာယုန်တွေတွင်နှင်းနေချေပြီးဆွဲလန်းတင်တင်ရှိခဲ့ရသောပုံတောင်နှင့်ပုံညာတောင်ကိုဖြတ်ခဲ့ရသည်ဆရာမြတ်တန်းတင်ရေးခဲ့သည် ပုံတောင်ပုံညာသွားတော်လာစအုပ်မှာတော့ရောနေချေဝန်းကိုမြောက်ဖက်ကလေးတန်းတော့တောင်ပတ်စေတုတ်တရားအရှိဘက်မှာအီယာရီနဲ့ချင်းတွင်အနောက်မှာဘူကောင်းတောင်ယူနဲ့ချင်းတောင်နန်းတို့ယူခဲ့တာဖြစ်ရပါသည် ထီလင်ကန်ကောကမြောက်ရောစောနေရောမျိုးကတောင်ရောဆိုပါ၏ပုံတော်တောင်ထိတ်ကိုရောက်တော့ကားဆရာကရက်ပေးသည်ကျမတို့အားလုံးကားပေါ်ပါဆင်းကြပြီးတက်ပုံနေကြသည်စကိုင်းနိုင်အဆုံးမကွေးနိုင်အစာဆိုင်ဖို့နှစ်ချက်ကုန်ရင်တွေ့ရသည်နတ်ထိတ်ခေါ်ကြသည် ပုံတော်ထိတ်ကနေဟမ်းမြော်လင်းပြင်းပြင်းလေးကပကံနဲ့ပူပွားရေးရေးပပကိုမြင်နိုင်တဲ့နတ်ထိတ်တောင်မော်စီဆိုင်ကပြောပြခြင်းဖြစ်သည် ျမလှမ်းကြည့်တော့မမြင်ရပါနေကြမြူတွေကြောင့်ထင်ပါ၏အမေရင်နန်းပေါ်တက်ပြီးအယူသေးပြုဖို့လဲဈေးတင်ကတိုက်တွန်းသည်အမေရင်ရင်နန်းလေးအမေကြီးကအတူပေးတယ်ယဉ်ကျေးကျေးပတ်တာတော့ခလုံးမထီဘူးစူးမညိဘူးအမေရင်ရင်နန်းကိုကျမရောက်ဖို့ပါသည်နန်းရင်ကပလဲရင်မာပင်လမ်းပေါ်ရှိလင်ငောက်ရွာလမ်းကွင်းမှာအတွင်သို့ဆယ်မိုင်လောက်ဝင်ရသည်မောင်နှုံးရွာမှာအမေရင်ရင်နန်းရင်ရှိသည် အမေရဲ့နတ်သမိုင်းအမျိုးပွဲပေတီကျမကြောက်ရသလားဇလန်းနှမျိုးစလုံးမှာအမေရဲ့ရင်ကိုသုံးနှံမော်ဖြစ်ပြောကြလေးရှိသည်ဇောနေရောဒေတာကိုအမေရဲ့ရင်ရောက်ခဲ့တာကိုလည်းနတ်သမိုင်းနေမှာဖျက်ရပြပါ၏နတ်ကျော်ချင်းမှာတော့အမေရဲ့ရင်ကိုအမျိုးမျိုးဖွဲ့သည်ရွှေညာမြေကရမားသူတဲ့စတော့ကုနဲ့ရေဦးသူတဲ့စတော့တဲ့နဲ့ရေရင်သူတဲ့ကျိန်ပိုက်တော်နဲ့ညော့တော်သူတဲ့ နဂယုံနဲ့ပေါင်းတုံးသူတဲ့ဆမနောနဲ့ပြောင်းတော်သူတဲ့ပုံတော်ကဆင်ကြတော့နေဝင်ကြပါပြီပုံညာတော်ကအနောက်ဘက်မှာရှိလို့ပုံတော်ပုံညာတဲ့ခေါ်ကြတော့လဲကောင်းချင်းကဝီသည်ပုံတော်ကခဲမြပေလေးတောင်လောက်မြင့်သည်ဟုဆိုပါသည်ပုံတော်ညနေခင်းနဲ့ပုံညာညအူကဆရာကပုံညာတော်ကဆင်းတော့နန်းဝန်းနန်းပြကတော့အယူတည်ပြရာကြောင်းပြပြသည်ကြောကတော့စောကတော့နောကတော့ရှင်ကတော့ ကတော်လေးပါကိုဥတင်ရခြင်းကိုစုပေါင်းရသည်သူသေးသားနှင့်သူလလေးပင် ပုံနောင်နှင့်ပုံညာတောင်နှစ်တောင်ကြားကကြောရွာပုံညာအစင်းကရှင်းမြင်းလေးရွာညောင်လင်းလေမရွာတွေကိုလွန်တော့ကံကောနိုင်ကြည့်တော့ညရှင်းနိုင်ကြော်ပြီမနက်စောစောခံကောမျိုးစည်းကင်းကိုချစ်ခြင်းသဖြင့်ခရီးပင်ပန်းစီကြားကလူလူလဲလဲထားရပါ၏သမီးကလေးကိုနှိုးတော့ထခြင်းမမေးရစွန်းနှိုးခဲ့ရတော့သည်ကံကောမနက်ကင်းကတော့ ဣတော်ဧသာပင် စမတို့တက်ခွေရသည့်အရှင်ဥမင်းစော်မိသားစုကလမ်းညွန်လိုက်သဖြင့်လမ်းမကြီးကိုချိုးကာမြို့နောက်ဘက်သို့ရှောက်လာခဲ့ကြသည်မိသားအမျိုးကို တွေ့ရပါပြီလှလိုက်သည်မြေမြမာပြည်ရဲ့စီစဉ်သမျှအမျိုးတွေထဲမှထူးခြားလာစွာ တောင်ဝမြောက်ကိုပြောင်းရန်စီတော်မြေရေစစ်ချိန်မူရေပားပေသည့်မြေပုံရိပ်ကျန်ပါသေးသည်ကျိုလဒါကြီးကအရှိကံကောင်းနှင့်အနောက်ကံကောင်းရွာ ရှုပ်ရှိရွာတွေကိုတွေ့ဆက်ပေးထားသည်မြစ်ပေစိုက်ခင်တွေကလည်းစိတ်စိတ်လန်းလန်းရှိပါသည်ကံကောသူကလေးများဖြစ်ကြသည့်ရှင်မုံဖူးခမ်းမမီဦးနှင့်ချောချောတို့ကကျမတို့နဲ့အတူပါလာကြပါသည်ကျမတို့တို့ကျူတလာတိုင်းအနောက်ကံကောအထိရှောက်ဖြစ်ခဲ့ကြသည်ဆင်မတို့ညစရင်အနောက်ကံကောမှာဟောရမှာဒီကျူတလာကစိုက်ခင်တဲ့လူပဲဖြစ်လို့ရတာလေကောင်းရီကတော့ကာကူတလုံးတလားကဖြစ်ရမယ် ကကုကုတနေ့တစ်ခါတုံးတရားတို့ရတာပေါ့ခြေကြီးလာရင်တလုံးတရားကမရှိတော့ဘူးမြက်ပွဲမှာတော့ကကုနိုင်နဲ့မြကုတရားရှိတယ်စိုင်းတူတရားခေါ်တယ်စိုင်းတူတရားကိုဖျက်ပြီးချင်းတော်ဟာခပလဲနယ်တွေကိုသွားနိုင်ကြတယ်လို့ဆိုပါ၏မြကုကျူတရားဘောကဖျက်တန်းသွားလာနေကြသောစေတယ်တွေကိုတွေ့ရပါသည်ကျူတရားအဆုံးရန်လျှောက်ကြပြီး ကနာလန်တစ်လျှောက်လျှောက်ကြသည်တချို့ကဈေးသွားသူတွေတချို့ကဈေးဝယ်ပြန်တွေ တချို့ကစီးတောင်းတွေရွက်ကြလို့တချို့ကစကောကြီးတွေကိုဘန်းတွေလိုရွက်ထားကြသည်ဈေးမှာပါလာသည် ကုန်တမမဲချရောင်းပြီးအပြန်မှာဈေးဝယ်ပြန်ကြပုံရပါ၏ဇမကဘေးရွာလေးကတော့ဆိုတော့ဂျောနမေရီပြောပြကြသည်ရောသူတို့ဈေးပြန်ကိုတက်ပုံရက်ယူတော့ရဲတဲ့သူကရဲလို့ရှက်သူကရှက်လို့ကျမတို့အညာကဈေးပြန်တွေလို့ပါပဲဈေးဘက်သို့ရောက်ခဲ့သည်ဈေးထဲမှာဟင်းသီးဟင်းရွက် ်တတိယလန်တွေစုံလိုက်ပုံများခေအသုံးဆောင်တွေကလည်းပြည့်ပြည့်စုံစုံရှိသည်ဒေတာစိုက်ပန်းတွေကလည်းအမျိုးစုံလှပါ၏ရောသူတွေရဲ့မျက်နှာပြုံးပြုံးစကားပြောပြန်တော့ပုံဝင်လင်းလင်းအားရပါးရပြကြတာတတိထားမိပါသည်တခါတည်းရန်ရောက်လာတဲ့တော့ဧည့်သည်မှန်တိကျသူများ၏ဧည့်သည်မို့စင်မတင်ကြပဲရောင်းနိုင်သည်စည်းရင်အတိုင်းရောင်းကြသည်လာဖို့စာဟောရှုပ်ရှိရွာတီကအားရောင်းကြတာဆိုပါ၏ဒေသအတွက် ကျင်းအောင်ပန်းသီးတွေကတဘာဝအတိုင်းခြုံနေကြသည်ငပြောသည်ဝဝတွေကလည်းတဘာဝအတိုင်းနေကြသည်အသီးတွေကျင်းအောင်ပစီကလာတော့တောဝတာချုပ်တွေကတပိတ္တာတောင်းစီရောတနကာကောက်တွေကလည်းဝဲချင်းစပွဲလင်းချင်းစပွဲတပင်းကြီးကခွာလာခဲ့သည်မှုတွေကလည်းဝီလိုရောသူတွေဈေးလာကြတော့ဆိုင်ငယ်နဲ့လာကြတဲ့သူတွေရှိသလိုခြေရင်းချောက်လာကြသူတွေလည်းရှိသည်မနက်၄နာရီ၅နာရီကစခင်းခဲ့သောစီကလေးက မနက်ရှင်းလာရေး9နာရီမှဈေးကွဲသည်ဟုဆိုပါ၏ကျမတို့ဈေးကပြန်တော့ဈေးလဲကျဲနေပြီကျမကိုရောသမီးလေးကိုပါလက်ဆောင်လေးကမ်းကြတာကလည်းယူလို့ပင်မနိုင်ဈေးထဲမှာကျမစားဖက်ပရိသတ်တွေတွေ့ရလို့ဝမ်းသာရပါ၏တချို့ကဝထုတွေဖတ်ထားကြသည် တချို့ကလုံငင်းတွေဖတ်ကြသည်ဆောက်ရှားတဲ့ဆရာမရဲ့မန္တလေးကိုမှားရတယ်စာရီပတ်ပြပြညကြတော့ဟောပြောတာတွေနားထောင်ဝဲလीနော် တကယ့်ကိုခမင်းရင်းသီးရဲ့အတန်တွေခမင်းစားချိန်မှာတော့အရှိကန်းကုန်းမှာစားလိုက်ကြအနောက်ကန်းကုန်းမှာစားလိုက်ကြယောထမင်းယောဟန်ယောထမင်းယောဟင်ကောင်းလိုက်ပုံများတမနက်ခင်းမှာတော့အရှင်များကလိုက်ပို့လို့ဆိုင်တူတရားကိုဖျက်ပြီးကုံတုံးတောင်ပေါ်ဖျားကိုရောက်ခဲ့ကြသည်ဟောပြောရမင်းညာကတော့အနောက်ကန်းကုန်းကိုစောစောကူခဲ့ကြသည်အနောက်ကန်းကုန်းကလည်းခါရလာတော့အကျန်လာသည့်ရွာကြီးဖြစ်ပါသည် အနောက်ကန်ကောသူတမိုင်းခန္ဓာကဆီယာမဒေါဖြူသေးဤကလန်ကလေးဒက်လန်တာချသောချုပ်ရှိရွာကိုလိုက်ပြသည်ချင်းတို့မျိုးများအများစုနေထိုင်သောချုပ်ရှိရွာမှာချင်းတို့နေထိုင်ကြသောအင်္ဂလိပ်ကိုလီလာခွင့်ရခဲ့ကြပါသည်ချုပ်ရှိရွာမှာအဘဦးရောမောနှင့်တွေ့ရခဲ့သဖြင့်ရောသမိုင်းရသမိုင်းတွေကိုကြားခဲ့ရပါ၏ချင်းပြည်နယ်ဟာခါမျိုးစုံစီသားတိမ်ရွာတွေကရှေးအစဉ်အဆက်မြေပြန်ကိုဆင်းသက်လာကြသော ချင်းတဲ့ငါများရွာတဲ့ကနေခဲ့ကြသည့်ရွာကြီးဟုဆိုပါသည်အနောက်ကန်ကောမှာချင်းပါသည့်စာပြေဟောပွဲကစီကားလာသည်မြသားမြပေးကစောင်းညာဟောပြောပွဲမှုရာသီကအေးလွန်လှပေသည် ပရိသတ်ကဆွဲကောင်းကြသည် ဟောပြောပွဲပြီးမှ ပြန်ကြသည်ညနေပိုင်းကလေးကစာရေးဆရာတွေကိုနားမိတ်ဆက်ကြအဆောင်တွေပေးကြနှင့်စာပြေဟောပြောပွဲအပေါ်အတော်ကလေးစီဝင်ကြတာကိုတွေ့ရလို့ဝန်သားရပါသည်တချို့က ကျမရေးတည်ဝိဒုစာအုပ်တွေကိုယူလာပြီးလက်မှတ်ထိုးခိုင်းကြသည်။ကျမစာတွေကိုလည်းဆွေးနွေးကြသူတချို့လည်းတွေ့ခဲ့ရသည်။ရောနဲ့အညာမဝေးဘူးလေနော်တဲ့။ကျမစင်မောတခန်းပြီးတော့ပြိတဲ့တယောက်ကရောတံဖြင့်အပဲသည်။အာဆ iam မအလှပြန်လာမန်းသမီးကြလို့တဲ့။ဆ iam မအလှပြန်လာမန်းသမီးကြလို့ဆိုတော့ကျမပြုံးမိရသည်။ကျမတို့ရောက်ချင်သော ရော့တဲ့ရကန်းရွာပြားရွာကိုလင်းလိုက်ပူကြသည်။ပြားရွာသည် ရော့အစင်းစင်းတွေကြောင့်သတင်းကြီးလာသည်။ရှေကလိုမဲဆိုမင်းနစ်တဲရီရှိသေးလားမေးတော့ရှားပြီဟုဆိုသည်။လေယုတ်ချီအိန္ဒိယချီတွေတုံးကြပြသည်။လေရကန်းနန်းတွေအိမ်စီရှိကြသည်။တစင်ဝင်တစင်ထွက်စမတို့လိုက်လီလာကြည့်တော့အစင်အမျိုးမျိုးဒီဇိုင်းလာလာအယောင်စန်းစန်းရေလုံးလေးကြတာများပြားရွာသူတွေအားရတယ်မရှိပြားရွာသူတော်စင်ကမူ စာရေးဆရာတွေကိုချစ်ခင်စွာမျှဝေသူဖြစ်သည်။ကျမတို့စာရေးဆရာသုံးဦးကိုရောပစိုးရောထမိန်တွေလက်ဆောင်ပေးုံမကရန်ကုန်မြို့နယ်ဆရာချူးမြို့အတွက်ပါလက်ဆောင်ကမ်းပေးပါဆိုလို့ယူခဲ့ရပါသေး၏။အမြတ်တို့ဝတ်ဆေးခြင်းလို့ဝတ်ပြည့်အောင်ဝတ်ပါလို့ပင်မှာလိုက်သေးသည်။ရကန်ကုန်းစင်ပန်းကုန်းစင်တွေနဲ့ကြွားချင်းမှာရကန်ခတန်းတွေညံမစိ။ကျမပင် လက်ရကန်းထဲရောထမိန်ရောပစိုးတွေဝတ်ဖြစ်ခဲ့ပါသည်။ ရောသူကလေးတွေကိုယ်တိုင်ကဒီဇိုင်းဆန်းကလေးတွေတကယ်တကဝတ်ပြချရင်အလှပြကြသည်။ကျမအပေါ်ရသူတို့ကလေးတွေကိုရောရောတဲ့ဆင်ဆက်လာကလေးတွေကိုပါတပုံရက်ယူဖို့အခွင့်ရရခဲ့ပါသည်။ကျမကရောထမင်းကလေးတွေဝယ်ဖို့ဖြန့်ချီရောအစင်ကလေးတွေကအကုန်လှသည်။ဘယ်အစင်ရွေးလို့ဘယ်အသွေးရွေးချွေရမယ်မသိ။ဘယ်အစံအစင်ဝတ်ဝတ်ဆ iam မနဲ့လှနေကောကျမတို့တော့လှနေတာကြည့် တယောက်ကနောက်တော့အလုံးကရစားသည်ရောသူကလေးတွေတကယ်လဲလာကြပါသည်တကယ်လဲရှင်ကြပါသည် ရောသူကြီးတွေကလည်းရှင်ရင်သက်သက်ခန့်ခန့်ကြီးတွေရောစကားပြောတန်းတော့ရောတန်ဝဝဲအာရပါရပလုတ်ပလောင်ပြောချတာနားမှာတမျိုးဆန်း၍ငါပြောပွဲကောင်းလာပါ၏စကလုံးတဝက်အပြုံးတဝက်ကျမကိုရောတနခါလုံးသွေးပေးကြပါသည်ရောတနခါလိမ့်မှရောသူတွေလိုလှမှာပေါ့တဲ့ ပကတိစင်ကြယ်သည့်ရိုးကုန်ကိုနေရာတိုင်းမှာတွေ့ရသည်။တိုင်ဝင်းနူညံချင်းကိုနေရာတိုင်းမှာတွေ့ရသည်။ချက်ပွဲပေါ်တဲ့ရောသူတို့ရွာကိုကျမတကယ်ရောက်ခဲ့ရပြီ။ကျမတို့မျိုးကလေးကူကူကိုပြင်ကြတော့လာလီခိချအောင်တော့တဲ့လာချင်းပါရှင်။